တထည့်ရဲ့ကော်ဖီကိုခိုးတောင်းမိကမှငါဘာမောက်ခဲ့ရတဲ့ကောင်မလေး။ဘာမသိညာမသိပဲအစည်းအဝေးခန်းထဲရောက်နေတဲ့ကောင်မလေးတယောက်ဟာသူ့ရှိမှရှိတဲ့ကော်ဖီကွက်ကိုတွေ့ပြီးမလွန်ဆန်နိုင်တဲ့အဆုံးမှအနေငယ်ခိုးတောင်းမိလိုက်ပါတယ်။တာမန်ကော်ဖီကွက်တစ်ခွက်လို့ယူဆထားခဲ့ပေမဲ့လည်းကော်ဖီကိုဆက်မတောက်နိုင်ခင်မှာတဲ့သူ့ရဲ့ဘိုက်ကရစ်ပြီးတော့နာလာပါတော့တယ်။ဒါကြောင့်သူကိုယ်သူနေမကောင်းဘူးလို့ခံစားရတာကြောင့်အိမ်ကိုချက်ချင်းပြန်ဖို့ဆုံးဖြတ်လိုက်ပြီးတက်စီတစ်စီးပေါ်တက်လိုက်ပါတယ်။မကြပါဘူးကော်ဖီရဲ့အစွမ်းကချက်ချင်းကိုလက်ဆောင်ထလာခဲ့ပါပြီ။ ကားပေါ်ကိုရရောက်ချင်းမှာပင်သူ့ရဲ့ဘိုက်ကချက်ချင်းကိုအပြင်ကိုဆူထွက်လာပြီးဗကြီးတဲ့တယောက်လူမျိုးဖြစ်သွားပါတယ်။ဒါကိုတွေ့လိုက်ရတဲ့ဒီကောင်မလေးလည်းအရန်ကိုလန်သွားပြီးကားဆရာကိုချက်ချင်းဆေးရုံကိုပို့ပေးဖို့တောင်းဆိုပါတော့တယ်။ဆေးရုံကိုရောက်တဲ့အခါမှာတော့ကောင်မလေးရဲ့ဘိုက်ဟာကိုဝင်ရှစ်လလွဲထားသလိုမျိုးပူပြီးတော့သူ့ကိုအမျိုးမျိုးဒုက္ခပေးနေခဲ့ပါတယ်။ဒါကြောင့်ပဲသူ့ကိုကယ်တင်ပေးဖို့နဲ့သူ့ဘိုက်နာနေကြောင်းဆရာမတွေကိုအရေးတကြီးပြောလိုက်တာကြောင့်ဆေးရုံကိုဗကြီးတလုံးနဲ့လာတဲ့သူမကိုချက်ချင်းမွေးကန်းထဲကိုထည့်လိုက်ပါတော့တယ်။ ဒါကြောင့်ပဲဘာမှမပြောနိုင်တော့တဲ့သူခမညာကော်ဖီလေးတငုံတောက်မိရာကနေချက်ချင်းမွေးလူနာတယောက်အဖြစ်နဲ့ပြောင်းလဲသွားပြီးကလေးမွေးရတော့မဲ့အခြေအနေအဖြစ်ကိုရောက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့အစည်းအဝေးခန်းထဲကိုပြင်ရောက်လာတဲ့တထိပ်ပြည်သူကသူ့ကော်ဖီကိုတယောက်ယောက်တောက်သွားတယ်ဆိုတာကိုချက်ချင်းသတိပြုမိနေခဲ့ပါပြီ။ဒါကြောင့်ပဲဒီအခန်းထဲကိုဘသူဝင်သေးလဲဆိုတာကိုမေးလိုက်ပေးမယ်။သူ့လက်ထောက်ကတော့ဘာမှကိုသိမနေခဲ့ပါဘူး။ဒါကြောင့်သူမှရှိတဲ့အစွမ်းကိုထုတ်သုံးပြီးလေးလာကြည့်လိုက်တဲ့အခါမှာတော့သူကော်ဖီအစွမ်းကြောင့်ကလေးမွေးတော့မဲ့ကောင်မလေးတယောက်ကိုဆေးရုံမှာတွေ့လိုက်ရပါတယ်။ ဒါကြောင့်လူသားတွေအလုံးရဲ့လှုပ်ရှားမှုတွေကိုအများဆုံးရက်ပြီးသူကိုယ်တိုင်ဆေးရုံကိုသွားရှာတဲ့အခါမှာတော့ခွဲကန်းကရင်ပေါ်မှာလှဲနေတဲ့သူမကိုတွေ့လိုက်ရပါတယ်။လူတွေအလုံးရက်သွားတာကိုအံ့ဩနေတဲ့ကောင်မလေးကတော့ဒီလူကြီးကိုတွေ့လိုက်ပြီးသူ့ရဲ့ဖုန်းကိုလည်းမျက်စိအကြည့်ကလေးတစ်ချက်နဲ့အဖျက်စီးခံလိုက်ရပါသေးတယ်။ဒါပေမဲ့လည်းမကြပါဘူးဒီလူဟာကော်ဖီတစ်ခွက်ကြောင်းဒီကောင်မလေးကိုခလေးမွေးခွင့်မပေးခဲ့ဘဲကက်တင်လာခဲ့ပါပြီဗျာ။ဘလို့ပဲဖြစ်ဖြစ်ပါဘလို့ကော်ဖီမျိုးဖြစ်နေလို့ဒီကောင်မလေးကနိုင်ပိုင်းအတွင်းမှာဗိုက်ကြီးသွားရတာလေ။ ီအမျိုးသားကရောဘလို့စွမ်းအင်တွေရှိနေလို့လူသားတွေအပေါ်မှာဒီလိုအကျိုးတက်ရောက်စေတဲ့ coffee ကိုနေတိုင်းတောင်းနေရတာလဲဆိုတာကိုဖြည့်ပေးသွားကြပါဦးဗျာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားပွဲဇလန်တိုတွေကိုထပ်မံတင်ဆက်ရင်းနဲ့ပရိသတ်တို့စီကိုအမြန်ဆုံးပြန်လာခဲ့ပါမယ်ခင်ဗျာ